နေနဲ့လားဆိုတာကနေနဲ့လားပုံမှာဘာဖြစ်လို့ယုံယုတ် download ထားရတယ်လဲဆိုတော့ဖျားလုံးယုံမင်းကိုအကြောင်းပြုပြီးတော့မှအေးလာတယ်မှာထဲ့တာ ဘုရားလောင်းယုံမင်းဟာပရမီဖြစ်တဲ့အခါမှာကြတော့သူ့အတက်ကိုစွန့်ပြီးတော့မှပရမီဖြစ်တာအဲ့ဒါကြောင့်တရားမင်းကသူ့ကိုအမအတာပြုတ်တဲ့အနေနဲ့သူ့ကိုဂုံပြုတ်တဲ့အနေနဲ့သူ့ရဲ့အယုတ်ကိုအေးတရားမင်းကလာမင်းမှာထွင်းတာဒေါင်းကြတော့ ရားလောင်းဥတော်မင်းကိုအကြောင်းပြုပြီးတော့မှအေးထုထင်းထားတာပဲဘာဖြစ်လို့နေတဲ့မှာဒေါင်းယုတ်ထရတာလဲဆိုတော့ဘုရားလောင်းဥတော်မင်းဟာနေမင်းကြီးကိုမနဲ့တိုင်းမနဲ့တိုင်းရှိခိုးတယ်အဲ့ဒါနေမင်းကိုရှိခိုးတဲ့ကာထာတိရှင်လို့ရှင်ဘေးကြီးဆက်တဲ့တုတ်ထဲမှာရှိတယ်မောရတုတ်မှာရှိတယ် အဲ့ဒီမောရတုတ်ထဲမှာဖျားလုံးအဲ့ဒါဒေါမင်းယူရဲ့နက်မနေ့တိုင်းမနေ့တိုင်းယူတဲ့ကထာပေါ့အဲ့တော့မြတ်စွာဘုရားလုံးဒေါင်းဥဒေါင်းမင်းဟာမနေ့တိုင်းမနေ့တိုင်းနေမင်းကိုချီးခိုးတဲ့ကထာနဲ့နေမင်းကိုချီးခိုးတယ်ဒီနေ့မှာ အဲ့ဒီနေမင်းကိုချိခိုးဖို့အဲ့ဒီနေမင်းကိုချိခိုးတဲ့ကာထာရွတ်ဖို့မိသွားတယ်အဲ့လိုမိသွားတဲ့အတွက်ကြောင့်မုတ်ဆိုးတွေကထောင်ချောက်ဆင်ထားတာကိုအဲ့လိုထောင်ချောက်ဆင်ထားတော့ဖျားလောင်းဥတော်မင်းကအဲ့ဒီထောင်ချောက်ဆင်တဲ့အထဲမှာပါသွားတယ်ဘာဖြစ်လို့ပါသွားတာလဲဆိုတော့နေမင်းကိုမချိခိုးမိလို့တဲ့ พยาลองหาอพังคันยะดาบ่อะเรอพยาลองหาณีมิ้งโกตองมะเนไตมะเนไตชีโคเดณีมิ้งกาถาโกอะจองปิ้วปิ้วโรมาณีมิ้งกาถาโกเนไตมะเนไตยุดควาเคลุอะคุตะจามิ้งโดมูอะคุลูเดฮะเอ้ณีมิ้งยะ အပေါ်မှာဒေါင်းယုတ်တခါလေးထွင်ထားတာအဲ့တော့နေမင်းရဲ့လမင်းဟာပေါ်မှာချိနေတဲ့ဒေါင်းယုတ်နဲ့ယုံယုတ်ဟာဖရအလောင်းပဲလို့အဲ့ဒါမှတ်ထားလိုက်အဲ့တော့နေလအပေါ်လာပြီဆိုတော့အဲ့ဒီနေလအပေါ်မှာပေါ်လာတဲ့ယုတ်ဟာဖရအလောင်းဥတောင်းပဲလို့အဲ့ဒါတိထားပြီးတော့ ဘုရားလုံးရဲ့ယုံမင်းပဲလို့တိထားပြီးတော့အဲ့တော့အခုနေလပေါ်မှာချင်းချင်းပြောရင်တော့နေဆိုတာကဒူရယစန္ဒာစန္ဒာလာဆိုတာကစန္ဒာဒူရယနဲ့စန္ဒာပေါင်းတော့ဒူရယစန္ဒာပေါ့ ူရအစန္ဒာအဲ့ဒီနေလအပေါ်မှာဖះလောင်းယုံမင်းနဲ့ဖះလောင်းဒေါင်းမင်းနဲ့ပါတခါထပ်တွဲလိုက်တဲ့အခါကျတော့ဒူရအစန္ဒာဆိုတာကဖះအလောင်းပဲလို့ပြောတာနဲ့အတူတူပဲလေ